အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးဦးပါ People Media ဖြစ်ပါတယ်ဗျာဒီကနေ့နိုဝင်ဘာလ26ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော်ကြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မိုးကုတ်မြို့နယ်နဲ့မုံမိတ်မြို့နယ်အခြေအနေကိုတင်ပြပါမယ်လက်ရှိဒီတက်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့နယ်နဲ့မုံမိတ်မြို့နယ်ကိုရောက်ရှိနေပြီလို့အကြမ်းဖက်အုပ်စုမီဒီယာတွေမီဒီယာတွေကကြေညာနဲ့ဖော်ပြနေပါတယ်ဒီ NUG အုပ်စုမီဒီယာတွေကပဲကြေညာနဲ့ဖော်ပြနေတာပါတက်မတော်စစ်ကြောင်းတွေကနိုဝင်ဘာလ26ရက်နေ့ဒီကနေ့မှာ ီကနေ့မှာမိုးမိတ်မြို့နယ်ထဲမှာဝင်ရောက်နေရာယူထားတယ်လို့ဖော်ပြထားတယ်။ပြီးရင်တော့ကျွန်တော်မိုးကုတ်မြို့တဲကိုတော့တပ်မတော်စစ်ကြောင်းတွေက နေရာယူတက်ဆွဲပြီးစားဖြစ်တယ်လို့ဖော်ပြထားတယ်။ဒီပလောင်လမ်းတကိုက်အဖွဲ့တွေကမိုးကုတ်မြို့နယ်မိုးမိတ်မြို့နယ်ထဲကနေပြီးတော့လာမယ့်နိုဝင်ဘာလ29 30ရက်နေ့မှာအပီးဆုတ်ခွာရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီညမှာတင်ပြပေးချင်တာကပြီးခဲ့တဲ့ပြီးခဲ့တဲ့ရပိုင်းနေရာပါဗျာခင်ဗျားတို့လည်းမှတ်မိပါလိမ့်မယ်။ဒီ TNL ကသူတို့အနေနဲ့မိုးကုတ်မြို့နယ်နဲ့မုံမိတ်မြို့နယ်တွေကနေပြီးတော့စုခွာရောက်တော့မယ်လို့သူတို့တရားဝင်ထုတ်ပြောလာတယ်။ထုတ်ပြောလာရပြီးတဲ့နောက်ပိုင်းမှာဒီမန်လေး PDF ဖွဲ့တွေအခြားသော PDF ဖွဲ့တွေကသူတို့ကြပြိုင်နဲ့អော်ကြပါတယ်။မိုးကုတ်မြို့နယ်မုံမိတ်မြို့နယ်ကိုသူတို့အသေးခံပြီးခံချမယ်လို့သူတို့អော်ခဲ့တယ်။ဒီကနေ့ဒီတော့သူတို့အသေးခံပြီးခံချမကောင်တကောင်းမတက်မလာတော့။သူတို့ပြောခဲ့တယ်နော်ခင်ဗျားတို့စဉ်းစားလိုက်။အားကျွန်တော်အနေနဲ့ကမိုးကုတ်နဲ့မုံမိတ်မြို့နယ်ကျွန်တော်တလမမမခေါ်ဘူးတဲ့ကျွန်တော်တို့ခံချမယ်တဲ့။ ကျွန်တော်ခံချမယ်လက်ရှိတပ်မတော်စစ်ကြောင်းတွေကတပ်မတော်စစ်ကြောင်းတွေကမိုးကုတ်မြို့ထဲနဲ့မိုးမိတ်မြို့ထဲကိုရောက်သွားပြီရောက်သွားတော့ဒီတပ်မတော်စစ်ကြောင်းတွေကိုခံချမဲ့ဖွဲ့တစ်ဖွဲ့မှလည်းမတွေ့ဘူးအဲ့တော့ဘာနဲ့တူလဲခင်ဗျားတို့ကျွန်တော်ရိုးလေးပဲစဉ်းစားဖို့တင်ပြပေးမယ်ခင်ဗျားတို့လည်းခွေးမွေးပြပါလိမ့်မယ်ခွေးတွေလေခင်ဗျားတို့ဒီခြံဆောင်ခွေးတွေပေါ့ကိုကိုရဲ့ဒီခြံထဲကိုလူစိမ်းတယောက်ကလာပြီဆိုရင်အဲ့ဒီခွေးကဟောင်းတာပေါ့ဗျဟောင်းတာပေါ့ဟောင်းတာပေါ့ဒါပေမဲ့တခင်ဖြစ်တဲ့သူက ဟာရိုက်လိုက်မယ်ဒီခွေးဘာဖြစ်နေလဲခြံနဲ့သွားဆွဲသွင်းတာဒီခွေးဘာဖြစ်နေလဲအော်လိုက်တော့တခင်ရှိရနေပြီးတော့အပြင်ဘက်ကိုကုတ်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 နဲ့သွားရတယ်အဲ့လိုပဲလက်ရှိဒီမန်လေး PDF ဖွဲ့ဆိုတာကသူ့ရဲ့တခင်ကတည့်တဲ့လေးဟာလုံးလိုက်မယ်ဘာညာလဲဆိုတော့အမိကုတ်ပြီးတော့မြို့ပြင်ရောက်သွားတယ်သူတို့ကိုယ်တိုင်လည်းဝန်ခံထားတယ်သူတို့အနေနဲ့မြို့ထဲမှာမရှိတော့ဘူးလေသူတို့မြို့ပြင်မှာထွက်နေရတယ်အဲ့တော့ဘာလဲသူတို့ကခင်ဗျားတို့စဉ်းစားကြည့်လိုက်ပဲဗျာကျွန်တော်တို့ကျွန်တော်အိမ်မှာခွေးမွေးတယ်လို့ပေါ့ခွေးမွေးတယ်လို့ပေါ့တခင်ပြည့်တဲ့ DNA လေးကဒီခွေးဘာဖြစ်နေရလဲ ငါရိုက်လိုက်မယ်ဒီခွေးလေးဘလို့ဖြစ်နေရလဲဟောင်းတာနားကြီးတယ်အတန်ကျဲတယ်နားရင်းကြီးတော့ဟိုဘက်သွားဟောင်းဒီဘက်သွားဟောင်းပေါ့ဗျာတခင်ပြည့်တဲ့တော့အမိန်လဲပေးလိုက်ပါမန်းလေးပြည်တဲ့ဖွဲတွေကမြို့ပြင်ရောက်သွားတယ်အဲ့လိုအခြေအနေရှိတယ်ခင်ဗျာပလောင်လက်နက်ကိုင်ဖွဲတွေကလောက်ကဖြစ်တဲ့ဒီ PDS ဆိုတာကအဲ့လိုပဲဗျာခွေးပေါ့ဗျာခွေးခွေးပါပဲခင်ဗျာရှင်းပြခွေးနဲ့အလားတူတာပဲဟာလုံးလိုက်ရရင်ဒီခွေးဘာဖြစ်နေရလဲနားရင်းကြီးလာပြီခွန်နိုင်ညာချင်းညာနဲ့ဟောင်းနေတာ အဲ့လိုလဲ online ကောကုတ်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 နဲ့သွားရတော့ဗျအဲ့ဒီသဘောပဲဗျခင်ဗျားတို့လက်ရှိအခြေအနေအတူတူပဲနော်ခင်ဗျားတို့စဉ်းစားကြည့်အတူတူပဲအဲ့အဲ့ TNL ရဲ့လောက်ကဒီဒီပလောင်လန်းနဲ့ပလောင်လန်းနဲ့ကိုင်ဘွဲလောက်ကမန်လေး PDF ဘွဲဒီအခြားသောလန်းနဲ့ကိုင်ဘွဲထုံနေတူပဲဒါဒီမဲ့လားမဟုတ်သေးဘူး KI လောက်မှရှိတဲ့ဗမာစစ်သွေးကြွားပြည်ရဲ့လေထုံနေတူပဲအော်လုံးလဲဒီကောင်မဖြစ်နေရလဲနေဟိုသွားကိုဘကိုလိုက်ကိုရောသွားသွားရတာပဲသွားရတာပဲအာကျွန်တော်မသွားကြဘူးခင်ဗျဘာဖြစ်သွားကြလဲ နင်းအိမ်ဘာဖြစ်သွားကြလဲနောက်မှကျတဲ့မိမိဘာဖြစ်ဖြစ်သွားနိုင်လဲမိသားစုဘာဖြစ်သွားနိုင်လဲအာအဲ့လိုတစ်ချက်ပြောလိုက်လဲရတာပဲကုန်းချောင်းကုန်းချောင်းပြန်လဲလောက်အတူပြက်နေတယ်အတူပြက်နေတယ်ခင်ဗျာကြည့်လိုက်လေအခုအခုဒီပလောင်ပလောင်လောက်မှလှုပ်ရှားခဲ့တဲ့ဒီမန်လေးပြည်ရဲ့ဖွဲ့တွေခင်ဗျာအတူပြက်နေဘယ်လောက်ဖြစ်သွားပြီလဲခင်ဗျာတိုက်ပွဲမှာအတူပြက်နေအတူပြက်တွေကိုပလောင်ကသူတို့ခန်းဆောင်ဝင်ပေးလားဇော်ဝေစုကခန်းဆောင်ဝင်ပေးလားရင်းမွားခန်းဆောင်ဝင်ပေးလားအဲ့အတူပြက်တွေခင်ဗျာတနေ့တော့ထွက်လာမှာအတူပြက်တွေ တူပြက်တွေထွက်လာလိမ့်မယ်ပြီးသည်လက်သွားတဲ့သူတွေဘယ်သူမှထောက်ပံ့ကြည့်ပြီးဘယ်သူမှမပေးဘူးဘယ်သူမှမပေးဘူးခင်ဗျားတို့အကြောင်ခင်ဗျားတို့ဘဝခင်ဗျားတို့တွက်ကြည့်ခင်ဗျားတို့ဘဝတကယ်ခွေးတတာပဲရှိခွေးတော့မှခွေးတဲ့တစ်စိမ့်နေတယ်အခုပဲကြည့်လေအဲ့ကျွန်တော်တို့ကကျွန်တော်တို့မိုးကိုကိုခံချမယ်တို့မိုးမိတ်ကိုခံချမှာတို့ကျွန်တော်တို့တလားမမမခေါ်ဘူးတို့ဒပြိုင်နဲ့စားရီထုတ်ကြရလေအခုခင်ဗျာပလောင်ကဒီဒီကောင်ဒီခွေးပါဖြစ်နေငါသမင်းကျွေးတာတော့လုံးလိုက်မယ်လုံးလိုက်မယ်ဟိုဘက်သွားဟောင်းနားရည်ကြီးရယ်ဆိုတော့လက်သွားအောင် လစ်သွားရောဒါပေမဲ့အဲ့ဒါကြီးအဲ့ဒါကဒီပလောင်လန်းနက်ကိုင်အဖွဲအောက်မှာရှိနေတဲ့မန်လေး PDF အဖွဲမှာမဟုတ်ဘူးအခြားသော PDF အဖွဲတွေထုံနီးတူပဲလက်ရှိတော့တမတော်ကဒီမန်လေးတိုင်းထဲမှာဆုံချုံသွားတဲ့နေရာဆိုရင်ပြန်တိုက်ဖို့ကြံနေတာကစင်ကူးတနေရာပဲရှိတော့တယ်ကြံနေနေရာတွေအလုံးရသွားပြီဆက်လာလိုက်မယ်ဆက်လာလိုက်မယ်အာလုံးလိုက်မယ်ဆိုပြီးသွားပြီအခုကပလောင်အာလုံးလိုက်မယ်ဒီကောင်နေဒီကောင်နေမဖြစ်နေရလဲအရန်ဟောင်းနေနားတွေညိလာပြီဟိုဘက်သွားဟောင်းဆိုတော့မိုးကုန်းနဲ့မိုးမွေးမြို့နယ်တွေကလည်းမောင်းချလိုက်ကိုမြို့ပြင်ရောက်သွား ရုပ်ပြင်ရောက်သွားတယ်ဗျနောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မရီယာချင်းနေမရီယာနဲ့စင်ဘူးချင်းနေအဲ့တော့ဒီဒေသမှာရှိတဲ့အိမ်မပြန်သေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေနှစ်ပေါင်းနှစ်တည်းလည်းမနေတော့ဘူးရှိတာပြစ်ထားခဲ့တယ်ရှိတာပြစ်ထားပြီးကိုလိုယုံပြေးရခဲ့ပြေးခဲ့ရတဲ့ကျွန်တော်နိုင်ငံသားရဲ့အများကြီးပဲဒီဒေသနဲ့ပြေးခဲ့ရတဲ့သူအများကြီးပဲအချို့ဆိုရင်အမိသားစုလိုက်စုံလုံးနဲ့ပြေးခဲ့ရတယ်အချို့ဆိုရင်မိဘတွေကကိုယ့်ရဲ့မိဘကိုယ့်ရဲ့အကိုကိုယ့်ရဲ့ညီမကအကြံပတ်တမားရဲ့လက်ချက်ကြောင့်ပြေးကြခဲ့ရတယ်နောက်ပိုင်းမှာသူတို့မနေနိုင်လို့ထွက်ပြေးလာခဲ့ရတယ် အများကြီးပဲစင်ကူးမျိုးနဲ့မှရှိတယ်မရီယာမျိုးနဲ့မှရှိတယ်ကျွန်တော်ဒါတွေခွင့်လွှတ်တယ်လားခင်ဗျားတို့စဉ်းစားကြည့်လိုက်ကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့နိုင်ငံသားတွေပါကျွန်တော်တို့ရဲ့နိုင်ငံသားတွေကိုကျွန်တော်တို့ရဲ့ကျွန်တော်တို့ကျွန်တော်တို့နဲ့ဟာအတူတူပဲကျွန်တော်နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံသားတွေကိုရဲရဲဆက်ဆက်တော်ရင်ဥတွေကျင့်သုံးပြီးတော့လှုပ်ချင်တာလှုပ်တက်ချင်တယ်လို့တက်ဖြတ်ချင်တယ်လို့ဖြတ်အဲ့ဒါကိုကျွန်တော်တို့ပြပိုင်တဲ့ပစ္စည်းတွေကိုအတင်းအဓမ္မယူဆောင် ျွန်တော်တို့ရဲ့ဟလာကျွန်တော်မွေးထားတဲ့သားသမီးတွေကိုအာဓမရတွေပြုခြင်းလူသစ်တွေစုအဲ့လိုလူတွေခင်ဗျားတို့ခွန့်လွတ်တယ်လားအဲ့ဒီနေရာမှာအဲ့ဒီနေရာမှာခင်ဗျားရဲ့မိသားစုကိုဒီ KIA တို့ဗန်လေး PDF ဖွဲ့တို့ TNL တို့ကလုတ်သွားရင်ခင်ဗျားတို့ခွန့်လွတ်နိုင်မလားခွန့်လွတ်နိုင်မလားကျွန်တော်တို့ချွေးနေစာနဲ့ရှာထားတဲ့ပိုင်ဆိုင်တဲ့ပစ္စည်းတွေကိုဒီအုပ်စုတွေကဟလာကျွန်တော်တနက်လေးတနက်ပြပြီးတော့အတရားအမှန်ယူတော့ခင်ဗျားတို့ခွန့်လွတ်နိုင်မလားခွန့်လွတ်နိုင်မလား ခမရတို့ရဲ့သားသမီးတွေနော်ကိုယ့်ရဲ့ကိုယ့်ရဲ့အဖေအမေကိုကိုယ့်ရဲ့ရှေ့မှာအကြမ်းဖက်တပ်ဖြတ်ခဲ့တဲ့သူတွေခမရတို့ခွင့်လွှတ်နိုင်မလားရှင်းရှင်းလေးပဲကျွန်တော်တို့ခွင့်မလွှတ်နိုင်ဘူးကျွန်တော်တို့ခွင့်မလွှတ်နိုင်ကျွန်တော်တို့ရှင်းနေကျွန်တော်ဒေတာမှာကျွန်တော်မိဘတွေရှိတယ်အဲကျွန်တော်မိဘတွေကိုခမရတို့လက်ညှိုးကိုရင်ကျွန်တော်လည်းအဲ့မှာရှိတယ်ဟာလားအရင်ကအာခင်ဗျာလွတ်လွတ်တော်ကိုယ်စီလောက်ခဲ့တဲ့သူတွေမိဘတွေရှိတာပဲအဲ့ဒီကောင်လည်းအကြက်ဖတ်တယ်အခုခင်ဗျာတော်ထဲမှာရှိတယ်။ဒါပေမဲ့သူတို့ကိုယ်သူတို့ခင်ဗျာအားလုံးကိုယ်တက်တာပဲ ကျွန်တော်တို့တော့တိတ်ပြီးတော့ခင်ဗျာအဲ့လိုဟာမျိုးတော့ကျွန်တော်လက်နှီးနေမှာမဟုတ်ဘူးလက်နှီးနေမှာမဟုတ်ဘူးအမေကျွန်တော်တို့လာကျွန်တော်တို့ရဲ့ဒီတက်တော့ချက်ပေါက်တွေပါလာသေးတယ်အမေတို့လာချင်းချောက်သေးတယ်ဂယုကိုမဆိုင်တာဂယုကိုမဆိုင်တာအားလုံးမှခင်ဗျာလည်းခင်ဗျားတို့မှလည်းလက်နှချောင်းကျုပ်တို့မှလည်းလက်နှချောင်းပဲဘာမှန်းခင်ဗျာဂယုဆိုင်နေကြလို့လို့လဲဘာမှမလို့လေအဲ့လိုပဲလက်ရှိကျွန်တော်ဒီစင်ကူးဧရိယာတွေမှာစင်ကူးတို့မရေယာဧရိယာတွေမှာဒီအကြမ်းဖက်အုပ်စုတွေရဲ့လက်ကင်ထုတ်တယ်လက်ကင်ထုတ်တယ်ကျွန်တော်တို့ခွင့်လွှတ်နိုင်မလား ကျောက်ကတော့ခွင့်မလုံးနိုင်ဘူးရှင်းရှင်းလေးပဲအဲ့တော့အဲ့တော့ခင်ဗျာသူတို့ကခင်ဗျာတရားဥပဒေကကျွန်တော်တို့အပြစ်ပေးအရေးယူနိုင်အောင်လောက်ရမှာပဲလောက်ရမှာပဲသားသမီးရဲ့ရှေ့မှာမိဘကိုတတ်ပြတယ်မိဘရဲ့ရှေ့မှာသားသမီးကိုတတ်ပြတယ်ကျွန်တော်တို့ရဲ့ကျွန်တော်တို့သင်ငန်းစီပေးခဲ့တဲ့စံချပေးခဲ့တဲ့ရောဦးကျောင်းနိုင်ဘုံကြီးနေဆရာတို့တတ်ခဲ့တယ်ကျွန်တော်တို့ကျွန်တော်တို့သင်ကြားပေးခဲ့တဲ့ဆရာဆရာမတွေကိုရရဲ့ဆက်ဆက်ပုံစံမျိုးစုံနဲ့ဆွဆွပြီးတတ်တယ်ကျွန်တော်တို့သင်ခဲ့တဲ့စာသင်ကျောင်းတွေမိုင်းခွက်ဖြက်စီတယ် ကျွန်တော်တို့တင်ခဲ့တဲ့စာတင်ကြောင်းတွေကိုစစ်စကန်ချတယ်အဲ့ဒီမှာလက်နဲ့ထုတ်တယ်ရွာဦးကျောင်းမှာဒီကောင်းနေစကန်ချတယ်ကျွန်တော်တို့နိုင်ငံတော်ပိုင်ပစ္စည်းတွေပဲနိုင်ငံတော်ပိုင်ပစ္စည်းဆိုတာပိုင်ရှင်မှမဟုတ်ပြခင်ဗျားတို့ကျုပ်တို့ပိုင်တာခင်ဗျားတို့မေဒီယာမှာရှိတဲ့မေဒီယာမှာရှိတဲ့ခင်ဗျားနိုင်ငံမှာအစားအုပ်တွေခင်ဗျားတို့ပိုင်တာပိုင်ရှင်မှမဟုတ်ဘူးစင်ကူးတရားကြီးကပိုင်ရှင်မှမဟုတ်ဘူးခင်ဗျားတို့ကျုပ်တို့ပိုင်တာခင်ဗျားတို့ကျုပ်တို့ပိုင်တဲ့ပစ္စည်းကိုဖျက်ဆီးတဲ့လူတွေကိုခင်ဗျားတို့ခွင့်လွှတ်နိုင်မလားဘယ်လိုမှခွင့်လွှတ်လို့မရဘူးလေ အဲ့တော့လာမယ်လက်ရှိတော့ကျွန်တော်တို့မရီယာမျိုးနဲ့တရောကိုတတ်မတော်ကထိ ंछ ုပ်ပြီးသွားပြီအလုံးစုံထိ ंछ ုပ်ပြီးသွားပြီထိ ंछ ုပ်ပြီးတဲ့နောက်အဲ့တော့မထိ ंछ ုပ်ခင်ကာလကိုခင်ဗျားတို့ပြန်ပြီးတော့ရှေ့ကိုပြန်ပြီးတင်ပြပေးကြပါမယ်ပြီးခဲ့တဲ့ကာလမှာပသက်ကြီးနဲ့မရီယာလမ်းမိုင်းကြီးအကြမ်းဖက်အုပ်စုတွေကဖျက်တောက်နိုင်ခဲ့တယ်ဒါရှိတရားပဲပြီးအမဆေးရအရေးပါတယ်လေချောင်းရတက်တယ်ပြီးရင်ဆေတော်ကြီးပြီးရင်ကျွန်တော်တို့ FRB လက်မြေဆက်ရအောင်ပြီးရင်ကျွန်တော်ဖျောင်းတောင်စီမံကိန်းတွေအဲ့ဒီ area တကြောလုံးကိုတို့တောက်လျှောက်စိုးမိုးကုန်းတွေတို့ထိ ंछ ုပ်နိုင်ခဲ့တယ် ထိချုပ်နိုင်သွားပြီးတော့မှတက်မတော်ကကျွန်တော်တို့တကြောလုံးတကြောလုံးရှင်းနေမှာလက်ရှိတော့ကျွန်တော်တို့ဒါစင်ကူးနဲ့မရေအဆက်ကိုရောက်သွားပြီလက်ရှိဒီတက်မတော်ရဲ့တက်မတော်ရောက်ရှိနေတဲ့နေရာကနေရှေ့ဆက်သွားမယ်ဆိုစင်ကူးတို့အာဒီဟောပေါ့ရွှေပြည်တို့လက်ပံလာတော့ရောက်မယ်ရွှေပြည်တို့လက်ပံလာကနေပြီးတော့ကျွန်တော်စင်ရင်တပတ်စင်ကူးဘက်ကိုရောက်ပြီအတက်မတော်ကတော့ကျွန်တော်တို့ဒီမန်လေးတိုင်းမှာဆုံရှုံသွားတဲ့အေဒီယာတွေကိုပြန်ပြီးထိချုပ်ဖို့ဆိုတော့စင်ကူးပဲကျန်တော့တယ်အဲ့တက်မတော်ကစင်ကူးကိုရောက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကသပေချင်းနဲ့ထတ်ချိတ်လိုက်မယ်အဲ့တော့မရေယာစင်ကူးသပေချင်းဟိုဘက်မိုးကိုပါကျွန်တော်ထတ်ချိတ်မယ်လက်ရှိဒီတက်မတော်တက်မတော်စစ်ကြောင်းတွေကမိုးကိုရောက်နေပြီ မိုးကုတ်ရောင်းနေအပေါ်ကနေအောက်ဆင်းမယ်ဒီတပေကျန်းအပေါ်တက်မယ်ပြီးအခြားသောနေရာတွေပတ်ပြီးတော့ကျွန်တော်ရှင်းအကြမ်းဖက်အုပ်စုတွေလက်မယ်အဲ့တော့အကြမ်းဖက်အုပ်စုနောက်ဆုံးဘယ်ပြေးမလဲဆိုရင်တို့ပြေးနိုင်စရာလမ်းကြောင်းကလမ်းကြောင်းကကျွန်တော်တို့သခိုင်းတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီး AR မြို့ကိုလက်ရှိကျွန်တော်တို့စင်ကူးဧရိယာဆိုရင်မရီယာနဲ့စင်ကူးဧရိယာဆိုရင်အကြမ်းဖက်အုပ်စုတွေကတို့တောင်ပေါ်ကိုဆက်မတက်နိုင်ဘူးဆိုရင်ပြီးရင်ကျွန်တော်တပေကျန်းဘက်မှာလည်းတက်မလို့စစ်ကြောင်းတွေတောက်လျှောက်ခံထားရတဲ့အတွက်သူအဲ့ကိုဆက်တက်လို့မရဘူး ဆက်တက်လို့မြန်တော့သူတို့ရဲ့ထွက်ပေါက်ကကျွန်တော်တို့ ARI မြို့ကိုကူးလိုက်မယ်ဗျာ ARI မြို့ကိုကူးလိုက်မယ်ဆိုတဖက်မှာဝက်လက် area ရှိမကရှိမကဘက်ကိုရောက်မယ်အဲ့တော့ဒီဝက်လက်ဝက်လက်ဝက်လက်တကြောပါဗျာဝက်လက်ဒီဘက်ကရွှေဘူးရေဦးခင်းဘူးဗျာအဲ့ဒီတကြောကဒီ PDF တွေရဲ့အမိုက်ပုံဖြစ်လာပြီညမကြမီကာလမှာကျွန်တော်ဒီ area ကိုတက်မလို့ကစစ်စင်အကြီးကြီးဆင်သွဲပါလိမ့်မယ်အကြီးကြီးချိန်မုံပါလိမ့်မယ်လက်ရှိတော့လက်ရှိတော့ကျွန်တော်တို့ဒီစကိုင်းတိုင်းအတွင်းကအချမ်းမဲ့အုပ်စုတွေအမိုက်ပုံဖြစ်နေတယ် အမိုက်ပုံဖြစ်ရတဲ့အကြောင်းအရာလဲကျွန်တော်ဒီဘက်လက်ရှိလက်ရှိဒီမမြင်ကြတဲ့ထိုးကြီးတောင်းတာရေသူကျိုးပေါ့အဲ့ဒီ area မှာတချို့လုံးတက်ကရှင်းတယ်ပေါ့ဗျာတက်ကရှင်းတယ်ရှင်းလိုက်တဲ့အခါမှာရှင်းလိုက်တဲ့အခါမှာအကြံပေးအုပ်စုတွေကဒါကျွန်တော်ဒီ wallet area ပေါ့သူလာလာပြုံတယ်ပေါ့ဗျာလာပြုံတယ်နောက်တဲ့အခြေအနေတွေကတက်မလို့ကဒီ maria maria တချို့ကိုစစ်ကြောင်းတွေကျွန်တော်ဖြန့်ခွဲပြီးရှင်းလိုက်တဲ့အခါမှာအကြံပေးအုပ်စုတွေလက်ရှိကျွန်တော်တို့တပတ် စင်ကူဘက်ကိုတောက်လျှောက်သူတို့အဲ့ဘက်မှာလှုပ်ရှားရွေ့သွားတယ်ပေါ့ဗျာရွေ့တော့တော့နောက်ဆုံးသူတို့ဘဲကိုထက်ရွေ့မလဲဆိုရင်အရာဝီမြို့ကိုကူးမယ်ကူးလိုက်ပြီးရင်ကျွန်တော်တပတ်ကဒါကြောင်မြောင်းဘက်ရောက်မယ်ဝက်လက်ရှိတ်မကဘက်ရောက်မယ်အဲ့ဒီမှာတော့အင်အားပြန်စုမှာပေါ့အင်အားပြန်စုမဲ့နေတာဖြစ်သွားပြီကျွန်တော်ကျွန်တော်နောက်တစ်ချိန်မှာများမကြမီကာလာမှာကျွန်တော်တိုက်ပွဲတွေကြီးကြီးမားမားဖြစ်လာနိုင်တဲ့နေရာကတော့ဒီစကိုင်းတိုင်းဒေသကြီးအရာဝီမြို့ရဲ့တပတ်ကအဲဝက်လက်တကြောပြီးရေဦးခင်းဘောဗျာဒဇယ်ဘောဗျာအဲ့အဲ့ဒီအဲ့ဒီတကြောကြီးဖြစ်လာပေါ့ပြီးကျွန်တော်အရာတော်ကြီးပတ်တာပေါ့ အရာတော့ပြင်ကျော်6ဦးထိပတ်တော့အဲ့ဒီအဲ့ဒီတကြောလုံးမှာကကျွန်တော်စစ်စင်ရတော်တော်ကြီးကိုကြီးကြီးမားမားလုံးမဲ့အနေထားဖြစ်သွားပြီလုံလဲလုံးပါပါဘာကြောင့်လဲအဲ့ဒီ area မှာအကြမ်းမဲ့အုပ်စုကဒူးနယ်တွေရှိတယ်ခင်ဗျားလက်ရှိလက်ခင်ဗျားအဲ့မှာစစ်ကြောင်းတွေစစ်ကြောင်းတွေကျွန်တော်တို့တောက်လျှောက်ဖြတ်ဖြတ်ပြီးတိုက်ခိုက်နေရတာခင်ဗျားတို့လည်းမြင်နေရပဲမြင်နေရပဲဗျာအဲ့တော့ကျွန်တော်တို့ပတ်လည်ရှင်းတော့ပြီးမဲ့နေတာပေါ့ဗျာဒါကြောင့်ဒီမှာအဲ့ဒီ area မှာရှိဒေသခံတွေအနေနဲ့အာဒီတိုက်ဝန်းနဲ့ပတ်သက်နိုးကြပါဒီတက်မလို့စစ်ကြောင်းတွေရတဲ့နေရာရတဲ့နေရာကလည်းတရင်ပြပါပြီးသွားရင်ကျွန်တော်တို့ဒါ လူငယ်လူရဲ့အနေနဲ့လည်းတမလို့စစ်ကြောင်းတွေတက်ကိုဝင်ရောက်ပါဝင်ပြီးတော့ကျွန်တော်တို့ကိုဒေသမှာအကြမ်းမအုပ်စုရှင်းပါခင်ဗျားတို့အကြမ်းမအုပ်စုတွေရှိနေတယ်ဘယ်နေရာမှမတည်ငြိမ်ဘူးနော်ဘယ်နေရာမှမတည်ငြိမ်ဘူးခင်ဗျာမီးဘွားဆိုတာကျွန်တော်အပီးငိမ့်ရတာအဲ့လိုပဲကျွန်တော်တို့ဒီစကိုင်းတိုင်းထဲမှာရှိတဲ့မီးဘွားတွေအကြမ်းမအုပ်စုရဲ့မီးဘွားတွေကျွန်တော်အပီးငိမ့်ပါအပီးငိမ့်ဖို့လိုတယ်မဟုတ်ရင်ဒီမီးဘွားလေးတွေကကျွန်တော်ပြန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 ်တောက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 ်ပြီးကျွန်တော်တို့အဆောက်အဦတူကလုံးကျွန်တော်ကြေးဝိုက်တကလုံးပျက်စီးသွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကဒီစကိုင်းတိုင်းအတွင်းမှာရှိတဲ့အရာတွေမြစ်တစ်ဖက်ကမ်းဗျာ မရီယာစင်ကူရဲ့တဖက်ကန်းတဖက်ကန်းအေရီးယားမှာရှိတဲ့စကိုင်းတိုင်းအေရီးယားမှာရှိတဲ့မီးပွားတွေကြံခဲ့လေအဲ့ဒီမီးပွားတွေအပြင်းကြီးမှာအဲ့တော့ကျွန်တော်ဒီဘက်ကိုထပ်ဆက်မယ်ဆိုရင်ဒီမာရီယာနဲ့စင်ကူကြားမှာလက်ရှိတိတ်တမလို့စစ်ကြောင်းကစင်ကူဘက်ကိုတောက်လျှောက်ချီတက်ဖို့တောက်လျှောက်ပြင်နေပြီ။များမကြိုက်မီကာလမှာကျွန်တော်စင်ကူမျိုးနဲ့ကိုထိချုပ်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ကြိုပြီးတော့ကျွန်တော်ပြောချင်တာကအကြမ်းဖက်အုပ်စုတွေကလက်ကင်ထုတ်တွေခမားတို့ခမားတို့ရဲ့နေဝင်ချင်ရောက်ပြီ။ပြီးတော့ကျွန်တော် PDF တွေမင်းတို့ရဲ့အလောင်းတွေမင်းတို့ရဲ့အလောင်းတွေအရာဦးမြေထဲမှာဘောလုံးမျောစီရမယ်။ဘောလုံးမျောစီရမယ်။ နော်လက်ရှိတော့မင်းတို့ရဲ့အတိုက်ကြီးကရေဦးခင်ဦးဒဇယ်ပစ်ဒဇယ်ဆိုကျွန်တော်ကဒူးမောက်ပဲဗျဒဇယ်ဒီဘက်ကကျွန်တော်တို့ရွှေဘူအရာတော့ဝက်လက်ပေါ့အဲ့အဲ့တဝိုင်းလုံးပေါ့ဒါမင်းတို့ရဲ့အတိုက်ကြီးပေါ့ဗျအဲ့အတိုက်ကြီးကိုဖြုတ်ဝင်ပါလိမ့်မယ်မင်းတို့ရဲ့အလောင်းတွေမင်းတို့ရဲ့အလောင်းတွေအားလုံးကို ARI မြေထုတ်ကိုမျောမယ်ငါးစားကျွေးမယ်ပြီးရင်လက်ရှိကျွန်တော်ဖုံးကြီးကျောင်း area တွေမှာရှိတဲ့ PDF တွေအုပ်စုတွေကျွန်တော်တို့အပြက်ဖြိုမယ်အပြက်ဖြိုမယ်အပြက်ရှင်းမယ် အပြက်ဖြိုမယ်အပြက်ရှင်းမယ်ပြီးရင်ကျွန်တော်တို့စာသင်ကျောင်းအေရီးယားမှာရှိတဲ့မင်းတို့ရဲ့အုတ်ဂူအပြက်ဖြိုမယ်အပြက်ရှင်းမယ်ရွာထိပ်မှာရှိတဲ့မင်းတို့ရဲ့အုတ်ဂူတွေအပြက်ဖြိုမယ်အပြက်ရှင်းမယ်တမိုင်းမှာမင်းတို့နဲ့ပတ်သက်တဲ့အစားအနာဘာတစ်ခုမှမကြအကုန်ရှင်းရမယ်အကုန်ရှင်းရမယ်အဲ့တော့လက်ရှိတော့ကျွန်တော်တို့ဒီမရီယာမရီယာမျိုးနဲ့တကြောလုံးကတက်မလို့ကထင်ရှုပ်ပြီးသွားပြီလက်ရှိစင်ကူးဘက်ကတက်မလို့စစ်ကြောင်းတွေတောက်လျှောက်တောက်လျှောက်ဆက်ထိုးမယ်ဆက်ထိုးပြီးတော့ကျွန်တော်တို့ဒီဆက်သွေးလိုင်းကိုဖွင့်မယ်အကြမ်းမဲ့အုပ်စုတော်တော်ရှင်းမယ်အဲ့တော့အကြမ်းမဲ့အုပ်စုပြေးစရာကတော့ကျွန်တော်တို့အရာဝီမြစ်ကိုကူးမယ်ကူးပြီးတော့ကြောင်မြောင်းဘက်ကိုကူးမယ်ဝက်လက်ရှိန်မကဘက်ကိုကူးမယ် အဲ့ဒီပဲလဲကျွန်တော်တို့အချိန်တစ်ခုမှထိုက်ရှင်းရမှာပေါ့ဗျာနောက်ထပ်သင်ဖို့ဆက်ပြီးတင်ပြပေးခြင်းပါတယ်ဒါကတော့ကြားဖြန့်ဂိုင်းကျုပ်တွေပမာရှိနေလေပေါ့အဲ့တော့ကြားဖြန့်ဂိုင်းကျုပ်တွေရှိမယ်ဆိုရင်တော့ကျွန်တော်တို့တွက်ချက်တွက်ချက်လို့ရတဲ့အနေအထားကြီးရှိတယ်အဲ့တော့ကြားဖြန့်နဲ့ပတ်သက်ရင်တော့ခင်ဗျားတို့လည်းနားရီလည်းတော်တော်ရင်နေပြီကျွန်တော်တို့ဒီနေဆက်ဒေတာရဲ့မတိမငိမ့်မှုတွေကြောင့်ကျွန်တော်အတွင်းပိုင်းနေပါကျွန်တော်လှုပ်ခတ်တယ်ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်အေရီးယားမှာဖြစ်ခဲ့တဲ့ကျွန်တော်ကြားဖြန့်ကိစ္စတွေလက်ရှိလည်းကျွန်တော်တို့ဆက်ဖြစ်တယ်ဗမာဆက်ဖြစ်လို့ဒီထိုင်းမြန်မာနေဆက်မှာဆက်ဖြစ်တယ် တော့ဒီရဲ့ကျွန်တော်တို့ရင်းမြစ်ကဘယ်ဟာတွေလဲဒီဂိုင်းကျုပ်တွေကဘယ်ဟာတွေလဲအဲ့တော့ခင်ဗျားတို့ဒီကြားဖြတ်လုပ်ငန်းကြီးလက်ပတ်ဖို့ဆိုရင်ကြားဖြတ်လုပ်ငန်းကြီးလက်ပတ်ဖို့ဆိုရင်လူစွမ်းအရင်းမြစ်တွေလိုတယ်နံပါတ်1ကကျွန်တော်တို့ဒီကြားဖြတ်လုပ်ငန်းလက်ပတ်ဖို့အတွက်မြေနေရာလိုတယ်မြေနေရာလိုတယ်နံပါတ်3ကဒီကြားဖြတ်ကြားဖြတ်နေလက်ပတ်ဖို့အတွက်အဆောက်အဦတွေအဆောက်အဦဆောက်လုပ်ဖို့အတွက်သူရဲ့ကျွန်တော်တို့အခြေခံအခြေခံအိမ်ဆောက်ပစ္စည်းတွေလိုတယ်အဆောက်အဦဆောက်တဲ့ပစ္စည်းတွေလိုမယ် နံပါတ်၄ကဒီလူတွေစားဖို့အတွက်ရိတ်ခါတွေလိုတယ်။နံပါတ်၅ကဒီကြားပြတ်လုပ်ငန်းကြီးလည်ပတ်ဖို့တည်းကျွန်တော်ကွန်ပျူတာတွေလိုတယ်ဖုန်းတွေလိုတယ်။ပြီးကျွန်တော်အင်တာနက်တွေလိုတယ်ဆက်သုံးစီတွေလိုတယ်ဆန်ရိတ်ခါတွေလိုတယ်ဒါတွေပေးရရနေလေ။ပြီးကျွန်တော်ဒီရန်ရာကြီးကြားပြတ်လုပ်ငန်းကြီးရန်ရာကြီးလည်ပတ်ဖို့အတွက်ငွေကြေးလွှဲပြောင်းမှုဘန်စနစ်တွေလိုတယ်။ပစ္စည်းတွေဝယ်တဲ့အခါမှာကျွန်တော်ရှိရတင်ပြတဲ့ပစ္စည်းတွေဝယ်တဲ့အခါမှာဆလာကြီးဆလာကြီးထားပြီးတော့ဒါတွေလိုချင်တယ်လို့ဝယ်တာမဟုတ်ဘန်စနစ်နဲ့သွားတာဒီဘန်တွေပဲရဖြတ်တတ်နေလေခင်ဗျားတို့စဉ်းစားကြည့်လိုက် ခင်ဗျားစဉ်းစားရင်ဒီကရဲ့လက်တွေကဘယ်သူလဲဆိုတာခင်ဗျားတို့တခါတည်းအဖြေတူစားဖြစ်လိမ့်မယ်အဲ့တော့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်တင်ပြပါမယ်ဒီကဘိုင်းမှာဆိုရင်ကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ကြားဖြတ်နဲ့ပတ်သက်ရင်ကမ္ဘာမီဒီယာတွေမှာရေးသားနေတယ်ပြီးတော့ဒေတာတွင်းမီဒီယာတွေအဲ့တော့ထိုင်းတို့အခြားသောကျွန်တော်တို့အာဆီယံနိုင်ငံတွေလည်းဒီအခြေအနေနဲ့ပတ်သက်ပြီးရေးတယ်အခြားသောအခြားသောကျွန်တော်တို့ကမ္ဘာနိုင်ငံတွေမှာရှိတဲ့နိုင်ငံတွေလည်းသူရဲ့သက်ဆိုင်ရာသူရဲ့မိခင်ဘာသာတွေနဲ့ဒီကြားဖြတ်ကိစ္စကိုရေးတယ်မြန်မာစာနဲ့ရေးသားထုတ်ဝေတဲ့မြန်မာသတင်းဌာနကြီးလည်းဒီကြားဖြတ်ကိစ္စနဲ့ရေးတယ် တော့ကြာချင်းရဲ့ဒီနေရာကကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့အနီးမှာရှိတယ်မြောက်ရီမြို့အနီးမှာဒီအားလုံးကကျွန်တော်တို့တည်ရှိတယ်အဲ့တော့ကျွန်တော်တို့ဒီ KK Pack area ကတော့ဒီမြောက်မြောက်ရီရဲ့တောင်ဘက်ချက်မှာတည်ရှိတယ်မြောက်ရီရဲ့မြောက်ဘက်ချက်မှာတော့ကျွန်တော်ရွှေကုတ်ကိုရွှေကုတ်ကိုနေပြီးရှိတယ်မြောက်ရီရဲ့ကျွန်တော်တောင်ဘက်ဇုံးမှာတော့ကြောက်ခတ်နေပြီးရှိတယ်အဲ့ဒီတကြောလုံးကကြာဖြတ်နေပြီကြာဖြတ်နေပြီရခင်ကဒီနေရာတွေကကျွန်တော်တရားလှပတဲ့နေရာတွေပါတရားလှပတဲ့နေရာတွေပါ ော့အဲ့ဒီ area ကိုလည်းအကြဘက်အုပ်စုတွေပဲထိန်းချုပ်ခဲ့တာပါဘယ်သူတွေထိန်းချုပ်လဲဆိုရင်ကျွန်တော်တို့ဒီ KNU KNL ထိန်းချုပ်တယ်ပြီးရင်ကျွန်တော်တို့ဒါငင်းချမ်းယူရတဲ့ KNL နိုင်ငံအဖွဲ့ထိန်းချုပ်တယ်ပြီးတော့ကျွန်တော် BGF ဘွဲထိန်းချုပ်တယ်ဒီအုပ်စုတွေထိန်းချုပ်တာပေါ့ဒီထိန်းချုပ်ရတယ်အဲ့တော့ကျွန်တော်ရှေ့ကတင်ပြခဲ့သလိုပဲဒီကြားဖြတ်လုပ်ငန်းကြီးရန်တရားကြီး level ပို့အတွက်အသုံးပြုတဲ့ကွန်ပျူတာတွေကွန်ပျူတာတွေအားလုံးဘယ်ရောက်လဲဆိုတော့ခင်ဗျာကျွန်တော်တို့လာမြန်မာပြည်တွင်းမှာရှိတဲ့ KNBL လည်းဝယ်တာမဟုတ်ဘူးပြည်တွင်းမှာရှိတဲ့ဟာကျွန်တော်တို့ကုမ္ပဏီတွေကလည်းဝယ်တာမဟုတ်ဘူးထိုင်းကနေသွင်းတယ်ထိုင်းကနေဝယ်တယ် ပြီးဒီကြားဖြတ်လုပ်ငန်းသားမှာအသုံးပြုတဲ့ကျွန်တော် mobile phone တွေ mobile phone တွေအားလုံးကကပြဒီပြည်တွင်းမှာရှိတဲ့အနေမဲ့ကြီးနဲ့ဖုန်းဆိုင်နဲ့ဝယ်တာမဟုတ်ဘူးထိုင်းရနေဝယ်တယ်ဖုန်းတွေထိုင်းရဝယ်တယ်အဲ့တော့ဒီဒီကောင်တွေကျွန်တော်တို့ဒီဖုန်းတွေကွန်ပျူတာတွေနဲ့ဆက်သွယ်ဖို့အတွက်အင်တာနက်ကိုထိုင်းရရောင်းပေးတယ်ဒီဆိုင်ရန်တရားကြီးလေဘတ်ဖို့တဲ့ကျွန်တော်လျှက်စစ်မိလို့လေလျှက်စစ်မိကိုလည်းထိုင်းရရောင်းပေးတယ်ပြေဒီပါစီတဲ့ဒီကြားပြတ်လုံငန်းနေခင်ဗျားတို့မြင်နေရတဲ့လက်ရှိဒီတက်မတော်ဖြိုချနေတဲ့အဆောက်အဦတွေတက်မတော်တက်မတော်ဖြိုချနေတဲ့အဆောက်အဦတွေအားလုံးက ီအစာအုပ်တွေကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့လိုင်စီယန်အင်ဂျင်နီယာလိုင်စီယန်ကတ်ထွိုက်တွေနဲ့လိုင်စီယန်အင်ဂျင်နီယာတွေဆောက်လုပ်တာမဟုတ်ဘူးထိုင်းမှာရှိတဲ့လုပ်ငန်းရှင်ထိုင်းမှာရှိတဲ့လုပ်သားတွေကနေပြီးတော့ကျွန်တော်ဆောက်လုပ်တာဒီမှာရှိတဲ့ကျွန်တော်တို့ဒီဆောက်လုပ်ရေးပစ္စည်းအားလုံးကလည်းမြန်မာပြည်တွင်းကနေမြောက်ဦးတွေရောက်လာတာမဟုတ်ဘူးထိုင်းဘက်ကနေတောင်ရင်မြစ်ကူးတွေမြောက်ဦးတွေရောက်လာတာရှင်းရှင်းလေးပဲပြီးတော့ကျွန်တော်ဒီမှာစားဖို့တောက်ဖို့လူတွေအဲစားဖို့လူတွေရှိတော့ဗျာလူတွေဒီဆောက်လုပ်ရေးလုပ်ငန်းတွေပေါ့ဒီကြားဖြတ်အစာအုပ်တဲ့ဖို့တို့ကဖြစ်လာတဲ့ ကျွန်တော်တို့ရောက်လာတဲ့လူတွေစားဖို့တော့ကလည်းထိုင်းရပဲပတ်ဖို့ပြတာခမရှင်းရှင်းလေးလေးဒါကြီးကခမထိုင်းအစိုးရအဖွဲ့တနည်းအားဖြင့်ထိုင်းနိုင်ငံရဲ့ပါဝင်ပတ်သက်မှုမရှိရင်ကျွန်တော်ဒီကြားဖြတ်လုံငန်းတွေဖြစ်မလာဘူးနောက်တစ်ချက်ကကျွန်တော်ရှိရတင်ပြတဲ့ဒီမြောက်ဝတီမြို့တကြောမှာရှိတဲ့ area တွေအားလုံးကလက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတာကြီးပဲတက်မတော်မှာကျွန်တော်ဒီနေရာကိုသွားဖို့ဆိုရင်စစ်စင်ကိုကျွန်တော်တို့လုံးဝလုံးဝကျွန်တော်တို့အကုန်ရှင်းလေးမှသွားလို့ရတယ်ဒီတိုင်းသွားရင်ခမပြောက်သွားတယ်ပြောက်သွားတယ်ဒါတွေကကျွန်တော်တို့လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိုင်းအစိုးရတနည်းအားဖြင့်ထိုင်းအစိုးရကလည်းကြောတော့တော့ခံပေးထားတဲ့လုပ်ငန်းရှင်တွေကဝင်ပြီးတော့ချဲ့လဲတာချဲ့လဲတာဒီလုပ်ငန်းတွေဖြစ်လာတာကကျွန်တော်2021ကာလမှာဖြစ်လာတယ်ဒါကျွန်တော်မှတ်တမ်းအနေနဲ့ကျွန်တော်တို့ဒါလေ့လာတဲ့အခါမှာ2021ကာလမှာဖြစ်လာတယ်2021နောက်ပိုင်းမှာကျွန်တော်ကြီးလာတယ်ဗောဗျာကြီးလာတယ်ပြီးရင်ကျွန်တော်ဒီလုပ်ငန်းတွေ level ပို့တဲ့ ban စနစ် ban စနစ်ကကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့စီဝါပြောင်းကိုအသုံးပြုတာလည်းမဟုတ်ဘူးဒါအစိုးရပြောင်းပေါ့ပြီးကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့ပုပ်ကလေးကဘန်တွေပေါ့ခင်ဗျားတို့သိကြလားကမ်ဘောဇာတို့ AR တို့အခြားသော CB ဘန်တို့ အခြားသူရဲ့ဘန်နေရှိပါတယ်ဒီဘန်နေရဲ့စာပေါကိုဖြတ်သန်းတာမဟုတ်ဘူးထိုင်းအာဏာပိုင်ထိုင်းအစိုးရရဲ့ထိန်းချုပ်မှုအောက်ထက်မှာရှိတဲ့ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ထိုင်းရဲ့ဘန်တွေကနေဖြတ်သန်းပြီးဒီငွေကြေးစနစ်ကိုလက်ပတ်တာသူရဲ့ကျွန်တော်တို့ငွေဖြူတွေငွေမဲတွေလည်းဒီထိုင်းရဲ့ဘန်စနစ်ကိုပဲလက်ပတ်တာပဲပြီးသွားရင်ဒီပေါ့ဗျာဒီဒီဒီကြားပြတ်လုပ်ငန်းထဲမှာပါဝင်ပတ်သက်တဲ့ကမ္ဘာနိုင်ငံကနိုင်ငံသားတွေတရုတ်နိုင်ငံသားတွေပေါ့အများဆုံးကတရုတ်နိုင်ငံသားတွေတရုတ်နိုင်ငံသားတွေအားလုံးကဒီမြောက်ပြည်မြို့အနီးမှာရှိတဲ့ကြားပြတ်လုပ်ငန်း လုပ်ငန်းတွေနေရာကိုရောက်ဖို့အတွက်ကကျွန်တော်တို့ရန်ကုန်ပြည်ပဆိုင်လေစိတ်မန္တလေးပြည်ပဆိုင်လေစိတ်ကနေပြီးတော့တဆင့်ရောက်ခဲ့တာမဟုတ်ဘူးထိုင်းလေစိတ်ထိုင်းနိုင်ငံမှာရှိတဲ့ကျွန်တော်တို့ထိုင်းလေစိတ်ပေါ့ဗျာထိုင်းထိုင်းရဲ့လေစိတ်ဒီအပြည်ပဆိုင်လေစိတ်ကနေတဆင့်ထိုင်းနိုင်ငံကိုဖျက်ဆီးပြီးတော့တောင်ပြင်မြို့ကိုကူးရောက်มาဒီကိုရောက်လာတာအော်ဒီရဲ့ကျွန်တော်ကြားပြတ်လုပ်ငန်းတွေရဲ့ရန်တရားတွေနဲ့ပတ်သက်ရင်ထိုင်းအာဏာပိုင်အဖွဲ့တွေပါတယ်။ထိုင်းအာဏာပိုင်အဖွဲ့တွေပါတယ်ပြီးရင်ကျွန်တော်တို့ထိုင်းရဲ့လုပ်ငန်းရှင်တွေပါတယ်။ ဒီအချိုးမြတ်ကိုရရှိခဲ့တာကကျွန်တော်ထိုင်းနိုင်ငံပဲရရှိခဲ့တာကျွန်တော်တို့ကဒုက္ခတွေပဲရရှိခဲ့တာခင်ဗျဒုက္ခတွေပဲလေဗျာခင်ဗျာလေဒုက္ခတွေပဲရခဲ့တာခင်ဗျာကြည့်လိုက်ခင်ဗျာဒီမြန်မာနိုင်ငံလို့ရရှိလိုက်ခင်ဗျာအမဂူဂဲမှာရရှိလိုက်ခင်ဗျာကြားဖြန့်လို့ရရှိလိုက်ခင်ဗျာတဘုံတဘုံကြီးကြားလာတဘုံကြီးကြားလာဒါကျွန်တော်လက်ရှိရှိတာပဲလက်ရှိရှိတာပဲအဲ့တော့အဲ့မှာဆက်ပြီးတော့ကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာကဒီ KNU ဖွဲ့နဲ့ KNU ဖွဲ့နဲ့ခုနကကြားဖြန့်အုပ်စုတွေနဲ့ကျွန်တော်တို့လက်မှတ်ရေးထိုးခဲ့တာက 2022ခုနှစ်မှာမြောက်ဝတီမေထိုးသလေးဒေသ KK ပတ်နယ်မြေကို KNU ကဒီကြားဖြန့်လုပ်တဲ့အဖွဲ့နဲ့ဒီမြေငါးစာချုပ်လက်မှတ်ရေးထိုးခဲ့တော့လက်မှတ်ရေးထိုးခဲ့တာကကျွန်တော်တို့စောက်ွက်ထွန်းရက်ရှိဒီ KNU ဥက္ကရာသူနဲ့ကျွန်တော်တို့စီဝိုင်းသူရဲ့ဒီစီဝိုင်းတောင်ခံဖြစ်တဲ့စောရကြခင်ပေါ့သူတို့အုပ်စုကလက်မှတ်ရေးထိုးခဲ့တယ်သူတို့ကမြေငါခဲ့တာဒီလူတွေမသိကြအောင်မရှိအခုမှအတန်ကောင်းခဲ့တာမသိကြအောင်အကြောင်းမရှိတာဒီလူတွေပဲလက်မှတ်ရေးထိုးခဲ့တာပဲ ဲ့တော့ဒါနဲ့ပတ်သက်ရင်ခင်ဗျာဘန်စနစ်တွေအားလုံးကလည်းဒီထိုင်းရဲ့ဘန်တွေကိုပဲလက်ပတ်တာပဲဘလောက်ဆိုးလဲဗျာခင်ဗျာအိန္ဒိယချင်းနိုင်ငံကျွန်တော်တို့ထိုင်းနိုင်ငံနဲ့ပတ်သက်ခင်ဗျာကြည့်လေဘလောက်စိတ်ဆိုးဖို့ကောင်းလဲဆိုရင်စိတ်နာဖို့ပေါ့ဗျာစိတ်ဆိုးတာလည်းပို့ပို့တော့စိတ်နာဖို့ဘလောက်ကောင်းလဲဆိုရင်ခင်ဗျာတို့ကျွန်တော်တို့ဒီအညာဒေသမှာကျွန်တော်တို့ရဲ့နိုင်ငံတွေမှာရှိတဲ့အနုတုကုမလက်ရာတွေကိုခင်ဗျာခိုးတယ်ခိုးပြီးသူတို့ကဝယ်တယ်သူတို့မဝယ်ဘဲနဲ့အဲ့ဒီလိုဖမ်းပြီးကျွန်တော်နိုင်ငံပြတ်ဖို့ကြည့်ပါလားကျွန်တော်နိုင်ငံထဲမှာရှိရရှေးအောင်အနုတုကမလက်ရည်ထိုင်းဘက်ကိုရောက်သွားကြတယ်အကြောင်းမရှိဘူးနောက်တစ်ခါကျွန်တော်တို့ရှေးအောင်စီးတော်လေးဖျားလေး ဒီမှာဒီပြည်တွင်းမှာရှိတယ်ပြည်တွင်းကနေခိုးတယ်ခိုးပြီးထိုင်းရဝဲတယ်ဝဲပြီးသူ့ပြည်စီလောက်တယ်သူတို့ရည်ချင်းမှုလောက်တယ်ခင်ဗျာအကယ်မြတ်လာထိုင်းအစိုးရကမြတ်ထိုင်းအာဏာပိုင်နေရမြတ်အာဒီမှာမြန်မာနိုင်ငံဘက်ကလာတယ်ဒီမှာမောင်ကိုပြည်စီရဲ့သူတို့ဖမ်းထားတယ်ပြန်လွှဲပေးကြည့်ပါလားခင်ဗျာလက်ရှိခင်ဗျာကျွန်တော်တို့ကျွန်တော်တို့ရဲ့အဲ့ဒါကျွန်တော်တို့ဘိုးဘွားအမွေနေတယ်ဖြစ်တယ်ကျွန်တော်တို့အဓုသူကောင်းမှလက်ရတယ်ပျောက်ပြတ်သွားကြတယ်အကြောင်းမရှိဘူးနောက်တစ်ခုတော့ကျွန်တော်တို့နိုင်ငံသားအချို့ကမျိုးချစ်စိတ်နဲတာလည်းပါတော့ဗောဗျာကျွန်တော်သူများအဖြစ်တည်မဲ့သူကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့နိုင်ငံသားအချို့ရဲ့မျိုးချစ်စိတ်နဲမှုလည်းပါတော့ဗော ောက်ထပ်နောက်ထပ်ကတော့ဗျာကျွန်တော်တို့ရှေ့အောင်တို့စေတုတော်တွေထားမလားတွေဖောက်လဲဆိုရင်ပေတံလို့တော့ပေးကြည့်ပါလားကြောက်တော်သွားအောင်မကမရတချို့ကိစ္စတွေရက်ဆက်မှရတာမရက်ဆက်လို့မရဘူးမရက်ဆက်လို့မရဘူးလက်ရှိတော့ကျွန်တော်တို့ဒီတက်မလို့ကကြားဖြတ်တဲ့ပတ်သက်ရင်ရှေ့ကာလတွေမှာလည်းကျွန်တော်တို့ဒါတရုတ်နိုင်ငံပါဝင်အခြားသောနိုင်ငံတွေနဲ့ပူးပေါင်းပြီးဆောင်ရွက်တာတွေရှိတယ်ထပ်ပြီးအရှိန်ပြင်တာက2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပတဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်ကျွန်တော်6နိုင်ငံ ူပေါင်းပြီးတော့ဒီကြားပြန့်ကိုကျွန်တော်တို့နှိမ်နှင်းဖို့အပြင်ကျွန်တော်တို့ပို့ပို့ပြီးတော့ကျွန်တော်တို့ဒါအားသုံးကိုဆိုင်နှိမ်နှင်းဖို့လည်းကျွန်တော်တို့သဘောတူညီခဲ့သဘောတူညီခဲ့တာရှိတယ်အဲ့ဒီအစီအစဉ်မှာကျွန်တော်တို့ဒီပြည်ရေးရဒုဝန်ကြီးကိုယ်တိုင်တော်တော်တက်ရောက်ခဲ့တယ်ဒါတော့ကြားပြန့်အခြေအနေပေါ့ဗျာအဲ့တော့ကြားပြန့်နဲ့ပတ်သက်ရင်တကယ်လက်တွေကတကယ်လက်တွေကကျွန်တော်တို့ထိုင်းနိုင်ငံမှာထိုင်းနိုင်ငံမှာခင်ဗျားတို့စဉ်းစားကြည့်ပါဒီလူတွေကခင်ဗျားကလည်းကျုပ်တို့နိုင်ငံလေးစိကဝင်လာလာမှမဟုတ်တာကျုပ်တို့လေးစိကဝင်လာတာမဟုတ်ဘူးလေဗျာခင်ဗျားဒီ ထိုင်းဘက်ကပဲဝင်လာတာပဲလက်ရှိလက်ခင်ဗျာတက်မတော်ကခင်ဗျာနှိမ်လဲနှိမ်နေလိုက်တော့အဲ့ဒီကြားပြတ်အုပ်စုဘယ်ပြေးလဲခင်ဗျာသူလာရလမ်းတိုင်းပဲပြန်တာပဲသူတို့လာရလမ်းတိုင်းပြန်တာပဲခင်ဗျားတို့လူတိုင်းလူတိုင်းမှာခင်ဗျားတို့အားလုံးကလာရလမ်းပဲပြန်ကြတယ်လာရလမ်းပဲပြန်ကြတယ်အခုအခုခင်ဗျာပြည်ပေါ်မှာရှိတဲ့အလုပ်လုပ်ကန်နေကျွန်တော်နိုင်ငံနိုင်ငံသားတွေနှိပြည့်တဲ့ကမှာသူတို့လာရလမ်းဖြစ်တဲ့မိခင်စီကိုပဲပြန်ရတာပဲကိုရဲ့ဟလာကိုနေထိုင်ရာရွာကိုပဲပြန်ရတာပဲကိုနေထိုင်ရာမြို့ကိုပဲပြန်ရတာပဲလက်ရှိခင်ဗျာဒီကြားပြတ်နေတာဘယ်ပြန်လို့ထိုင်းဘက်ကိုပဲပြန်တယ်တောင်ဝင်းမြို့ကိုပဲထိုင်းဘက်ကိုပြန်ကူတယ်အဲ့ဒါသူတို့လာရလမ်းပဲ လက်ရှိမှာကျွန်တော်တို့ဒီအေတက်မတော်ကနေပြီးတော့တက်မတော်ကနေပြီးတော့ဒီ2025ခုနှစ်ဇန်နဝါရီလ30ရက်ကနေပြီးတော့2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ထိမြန်မာနိုင်ငံအတွင်းတနည်းအားဖြင့်ကြားဖြတ် ADR တွေကိုတရားမဝင်ရောက်ရှိလာခဲ့တဲ့နိုင်ငံခြားသား12689ခုကိုထိန်းသိမ်းပြီးတော့ဒါကျွန်တော်တို့ပြန်ပြီးတော့လွှဲပြောင်းပေးတာလည်းရှိတယ်လွှဲပြောင်းပေးနေပါဗျာလွှဲပြောင်းပေးနေတယ်ပြီးလည်းပဲကျွန်တော်တို့ဒီကြားဖြတ်နဲ့ပတ်သက်တဲ့အဆောက်အဦတောင်းချောဖြိုချနေတယ်လက်ရှိကျွန်တော် KK ဘတ်နေမြေအတွင်းမှာရှိတဲ့တရားမဝင်အဆောက်အဦအားလုံး6 35လုံးကိုရှင်းတယ်ပြီးရင်ကျွန်တော်ရွှေကိုးနယ်မြေထဲမှာရှိတဲ့18ထက်ခမမျိုးလုံးနဲ့မြင်ကြည့်တယ်နော်18ထက်အဆောက်အဦတစ်လုံးကိုဖြိုချပလိုက်ပြီးပြီးရင်ကျွန်တော်9ထက်အဆောက်အဦ4လုံးပြီးရင်ကျွန်တော်တို့73ထက်အဆောက်အဦတစ်လုံးပြီးရင်ကျွန်တော်6ထက်အဆောက်အဦ4လုံးဟောဒါလေးကျွန်တော်တို့တောက်လျှောက်ဖြိုချဖြည့်ဆည်းပြီးသွားပြီဆက်လိုက်ပြီးလဲကျွန်တော်တို့ဆက်ပြီးလဲကျွန်တော်တို့ဆက်လိုက်ပြီးတော့ဖြိုချဖြည့်ဆည်းရရှိတယ်ပြီးလဲပဲကျွန်တော်တို့ဒီ online လေးလျာမှာအသုံးပြုတဲ့ကွန်ပျူတာအားလုံး3698လုံး mobile phone 1150လုံးပြီးရင်ကျွန်တော် Starlink ဆက်ဆက်ကဆက်ဘန်းပေါ့ဗျာဘန်းကတရားနဲ့နှလုံးပြီးရင်ကျွန်တော်ဆက်ဆက်ပစ္စည်းတွေလည်းကျွန်တော်တို့သိစီရမိခဲ့တယ်သိစီရမိခဲ့တယ်အဲ့တော့ဒီကြားပြတ်လုပ်ငန်းကြီးနဲ့ပတ်သက်ရင်ခင်ဗျာအားလုံးအားလုံးကထိုင်းအစိုးရရဲ့ပံ့ပိုးမှုမပါဘဲနဲ့ဒီနေရာမှာဒီကိစ္စတွေရောက်လာကြအောင်မရှိဘူးဒီရဲ့ကျွန်တော်တို့တကယ်နောက်ကနေပြီးတော့ကျွန်တော်တို့ဒါထောက်ဖို့လမ်းကြောင်းကထိုင်းအစိုးရထိုင်းအေဂျင်စီထိုင်းလုပ်ငန်းရှင်တွေပဲလုပ်ငန်းရှင်တွေပဲကျွန်တော်မြန်မာနိုင်ငံတွေကဒီကွန်ပျူတာတွေစီးစင်တာမဟုတ်ဘူး စီးစင်တာမဟုတ်ဘူးအဲ့တော့ဒီကျွန်တော်ထိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ရှင်းရှင်းလင်းပြောရရင်တော့ဒီထိုင်းတိုင်ဟုံးတော့ကျွန်တော်တို့ကဒီအလန်ထောင်ပြီးကန့်ကွက်မယ်နေတာပြီးဆိုင်းမုတ်ကန်ပြီးကျွန်တော်ကန့်ကွက်မယ်နေတာဖြစ်နေပြီကန့်ကွက်မယ်နေတာဖြစ်ပြီဒီလူတွေလောက်တာဒီလူတွေလောက်တာအခုလက်ရှိကကျွန်တော်တို့မောတော်မောတော်ဘက်မှာခင်ဗျားခင်ဗျားဒီမြန်မာဘက်ကဓာတ်တရုတွေခိုးတူးဖို့ပြင်နေကြပြီပြင်နေကြပြီလက်ရှိဒီတပ်မတော်ကတော့တနေ့တိုင်းတိုင်းတနေ့တိုင်းတိုင်းမောတော်ပေါ့ဗျာမောတော်ပြန်ရရှိပြီတောက်လျှောက်ထိုးစစ်ဆင်နေတယ်မကြာပြီးတော့ကျွန်တော်တို့တပ်မတော်ကပြန်ပြီးတော့ထိန်းချုပ်နိုင်မယ်နေတာဖြစ်သွားပြီ 退休了没？你拿批多少？比本比下过，你你也讲，继续阿伟的，没出名，阿龙阿龙，我出名，最多的是外怎么样？啊啊啊